ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ဆောင်းပါးလေးမှာပါတဲ့အချက်လက်တွေကိုတော့ Google မှာမှီညာကိုက ရေးသားထားခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါစေဗျာပြီးတော့ဘုံအောင်ကိုအောင်ရမည် စာလေးအပြိုစစ်ချောင်းဇိန်ကောင်းဤထောက်ခံချက်သို့မဟုတ်ငိန်ချံဤဆွေနွေးပွဲငိန်ချံဤဟူသည်ညီသည့်လူအဖွဲ့စည်းအတွက်မဆိုအဓိကလိုအပ်ချက်တစ်ခုဖြစ်ရှိနေတော်လေပြိပခများသားတွင် ရှင်တန်နေရသူများအတွက်မူအိမ်မက်တစ်ခုသာဖြစ်နေရသည်အထူးသဖြင့်အာနာရှင်များဥဆောင်ပြုလုပ်သောငိန်ချံဤဆွေနွေးပွဲဆိုသည့်ခေါင်းစဉ်အောက်မှ၎င်းတို့၏ရည်ရွယ်ချက်မှာ မေကွန်းထုတ်เสียဖြစ်လာသည်အာနာရှင်များသည်ငញ្ញံရေးဆွေးနွေးပွဲများကို အမှန်တကယ်ငញ្ញံရေးရလို့စိတ်ဖြင့်ပြုလုပ်ခြင်းထက်အခြားသောရည်ရွယ်ချက်များကြောင့်သာပြုလုပ်လေရှိသည်၎င်းတို့၏အဓိကရည်ရွယ်ချက်အချို့မှာအောက်ပါတိုင်းဖြစ်သည်နိုင်ငံတကာမှဖိအားများလျှော့ချရန်ပြည်တွင်းပြည်ပခန့်များကြောင့်နိုင်ငံတကာ၏ပြစ်တင်ရှုတ်ချမှုနှင့်ဖိအားများမြင့်တက်လာသောအခါ အာနာရှင်များသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေကြောင်းပြသခြင်းဖြင့်နိုင်ငံတကာ၏ဖိအားကိုလျှော့ချရန်ကြိုးစားလေရှိသည်အာနာသိန်းစကောင်းဆောင်မင်းအွန်လိုင်းမနေ့ကကျင်းပပီစီခဲ့သည်နေပြည်တော်ငြိမ်းချမ်းရေးဖိုရမ်သည် မလေးရှားဝန်ကြီးချုပ်အန်နဝါနှင့်တွေ့ဆုံပြီးနောက်အာဆီယံ၏ဖိအားနိုင်ငံတကာဖိအားတို့အောက်မှရုံးထွက်ရန်ဟန်ပြပြုလုပ်ခြင်းဖြစ်သည်ပြည်တွင်းစတင်မှုကိုလျှော့ချရန် ရိပခဒေတာများတွင်နေထိုင်ရသောပြည်သူများသည်ငြိမ်းချမ်းရေးကိုလိုလားကြသည်ထို့ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေကြောင်းပြသခြင်းဖြင့်ပြည်သူလူထု၏မကျေနပ်မှုကိုလျှော့ချကာ၎င်းတို့အပေါ်ထိတ်ချုပ်နိုင်မှုကို အာဏာရှင်များကဆက်လက်ထိမ့်သိမ်းထားနိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်သည်စစ်တပ်ထောက်ခံသူလူနည်းစုမှလွှဲ၍ပြည်သူလူထုတရက်လုံး၏ရွှန်ရှာဆက်ဆုပ်ခြင်းကိုခံနေရသော အကြမ်းဖက်စစ်ကောင်စီနေဖြင့် ၎င်းတို့သည်ငိမ့်ချမ်းရေးကိုလိုလားနေသောဟန်ပြပြုတ်မှု၍မြို့မြစ်တာခံယူလိုခြင်းဖြစ်သည် လက်တွေ့တွင်စေယုံစာတင်ကြောင်းလိုနိုင်ငံတကာကတားမြစ်ထားသည့်နေရာများကိုစစ်ရေးပြစ်မှတ်ဖြစ်သတ်မှတ်၍ဘုံကျဲတိုက်ခိုက်နေမည်ပင်ဖြစ်သည်အချိန်ဆွဲရန်နှင့်အင်အားစုစည်းရန်အချို့သောချိန်နေများတွင် အာနာရှင်များသည့်ငိမ့်ချမ်းရေးဆွေးနွေးပွဲများကို၎င်းတို့အချိန်ဆွဲရန်အတွက် အတုံးချရကြသည် ထိုကာလအတွင်း၎င်းတို့၏စည်ရေးအင်အားကိုပြန်လည်စုစည်းခြင်းလက်နက်ခဲယံဖြည့်တင်းခြင်းသို့မဟုတ်ပြိုင်ဘက်အင်အားစုများကို အာနေအောင်ကြံစည်ခြင်းများပြုလုပ်လေရှိသည် အာနာသိမ့်ပြီးနောက်ပိုင်းမှာတဖြည်းဖြည်းယိုယွင်းချိနယ်လာသောစစ်တပ်သည် ရှမ်းမြောက်တိုက်ပွဲများရခိုင်ပြည်နယ်တိုက်ပွဲများကချင်ကရင်ချင်းစကိုင်းစသည့်စည်ရေးပြင်းထန်သောနေရာများတွင်သာမကမြန်မာနိုင်ငံတဝင်းလုံးတွင် ကြောင်ဆုံးထွက်ပြေးအလံပြူထောင်လက်နဲ့ချဆသဖြင့်ပြုံးဒီအင်အားတဖြည်းဖြည်းမြင့်တက်လာခဲ့သည်ထို့ကြောင့်ပင်ပေါ်တာဆွဲခြင်းအာရမစစ်မှုထန်ခိုင်းခြင်းကလေးစစ်သားစုဆောင်းခြင်းတို့အပြင်မြမပြည်တွင်တစ်ချိန်တစ်ခါမှအသက်ဝင်ခြင်းမရှိသေးသောစစ်မှုရန်ဥပဒေကိုပြဋ္ဌာန်းလိုက်ခြင်းသည်အဓိကသက်သေဖြစ်သည်၎င်းတို့၏ပုံရိပ်ကိုတုံးမြင့်ရန်အာနာရှင်များက၎င်းတို့သည် ငင်းချမ်းရေးကိုလိုလားသောခေါင်းဆောင်များဖြစ်သည်ဟုနိုင်ငံတကာနှင့်ပြည်တွင်းတွင် ပုံရိပ်ကောင်းများပြသနိုင်ရန်အတွက်လည်းငင်းချမ်းရေးဆွေးနွေးပွဲများကိုအသုံးချရသည်၂020ရွေးကောက်ပွဲမတိုင်မီမီဒီယာများနှင့်တွေ့ဆုံရာတွင် အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်သူကကြည်ပြူလင်းတမတလှုပ်ချင်ပါသေးသည်ဟု လေးသံပြစ်ခဲ့ဝူသည်မဲပေးသောကာလတွင်လည်းပြည်သူတွေရဲ့ရွေးချယ်မှုကို လက်ခံမည်ဟု၍ လီဆယ်စကားဆိုခဲ့ပြန်သည်မဲမတမာ၍အာနာတင်ရဝါသည်ဟူသော အကြောင်းပြချက်ကိုတွင်တွင်သုံး၍မလုံရဲတာဘာမှမရှိသလိုလှုပ်တက်တာလည်းဘာမှမရှိသည့်မင်းအောင်လိုင်းသည် ပြည်သူတို့၏စရွေးခွက်တွင်ပေါ်လွန်မျောနေသော သူ့ပုံရိပ်ကို ပြန်ရလိုရာညာဖတ်ဆဲခြင်းပင် ပြိုင်ပမြောင်းကို တွေးခွဲရန်ငိမ့်ချင်ရင်ဆွေနှွေပွဲစပွဲပေါ်တွင်ပြိုင်ပဖွဲ့စီများသော အချင်းချင်းသဘောထားကွဲလွဲမှုများဖြစ်ပေါ်လာအောင်ဖန်တီး၍တွေးခွဲရန်စူးစမ်းလေရှိသည်ဤဒီမှာလဲဖန်တရားတင်နေသောစစ်အာဏာရှင်တို့၏အကွက်ဟောင်းပင်ဖြစ်သည်အာဏာရှင်ဟောင်းတန်းရွှေဆိုးရလက်ထက်တွင်တမိုင်းချောင်းလောက်ပါခဲ့သည် KNU ဖွဲ့ကြီးသည် ခင်ညို့၏ခြေထိုးခံခြင်းကြောင့်အဖွဲ့များကွဲသွားပြီးနောက်ယနေ့ထိတိုင်ပြန်လည်ပေါင်းစည်းခြင်းမပြုနိုင်သည်မှာလဲအထင်ရှား အာဏာရှင်များဥဆောင်သောငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်ဒီမိုကရေစီနိလန်းတကျဆွေးနွေးပွဲများနှင့်မတူညီသည့်ထူးခြားချက်များစွာရှိနေရသည်ထိုဆွေးနွေးပွဲသို့တက်ရောက်လာသောအဖွဲ့အစည်းများပေါ်အာဏာရှင်များဘက်မှစစ်အင်အားစီးပွားရေးအင်အားနှင့်မီဒီယာထိန်းချုပ်မှုစသည့်အသာချက်များဖြင့်ဆွေးနွေးပွဲကိုလွှမ်းမိုးထားလေရှိသည်အာနာရှင်များသည်ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားသည်ထက် ၎င်းတို့၏ရွေချံများအောင်မြင်ရန်အတွက်သာဆွေနွေပွဲကိုတုံးချသည်ထို့ကြောင့်မြတ်တသော ပေးယူလို့လို့စိတ်တစ်ဖက်ဖွဲ့စည်းများ၏နှင်နာမှုများကို စာနာနားလေပေးလို့စိတ်နေပါသည်ဆွေနွေပွဲပြီးဆုံး၍သဘောတူညီချက်များရရှိခဲ့လင်ပင်လက်တွေ့နိုင်အမှန်တကယ်ကောင်းထည်ဖော်ရန်ပြက်ကွက်ခြင်းသို့မဟုတ်အချိန်ဆွဲခြင်းများပြုလုပ်လေရှိသည်အာနာရှင်များသည် ပြင်ပမှကြည်လင် ငိမ့်ချမ်းရေးကိုဆောင်ရွက်နေပုံပေါက်စီရန်သာရည်ရွယ်ပြီးဆွေတွေပွဲရည်နှစ်သာရကိုအရေးမထတဲ့ကြပြီစစ်မှန်သောငိမ့်ချမ်းရေးဆွေတွေပွဲများတွင်ပြည်သူလူထု၏ဆန္ဒနှင့်ပါဝင်မှုကိုအလေးထားကြတော်လေစစ်အာဏာရှင်တို့၏ဆွေတွေပွဲများတွင်မူပြည်သူလူထု၏အတန်ကိုပိတ်ဆို့ထားခြင်းသို့မဟုတ်၎င်းတို့လိုချင်သောပုံစံဖြင့်သာပါဝင်ခွင့်ပြုခြင်းများကို ပြုလုပ်လေရှိသည် စစ်အာဏာရှင်ဆက်ဆက်၏လက်ထက်တွင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့တော်လေယခုအချိန်အထိတကယ့်ငြိမ်းချမ်းရေးကိုမရရှိခဲ့ပေပြိပခများသာဆက်လက်ဖြစ်ပွားနေသည်ကိုကြည့်၍သိရှိနိုင်သည်စစ်မှန်သောငြိမ်းချမ်းရေးသည် ဒီမိုကရေစီနှင့်တရားမျှတမှုအပေါ်တွင် အခြေခံသည်အာဏာရှင်စနစ်မပြတ်သောသည်၍ရေရှည်တည်ထောင်သောငြိမ်းချမ်းရေးကိုရရှိရန်မှာခက်ခဲလွန်းသည် ငင်းငင်းရေးလုပ်ငန်းစဉ်ဟုဆိုရာတွင်ပြည်သူလူထု၏ဆန္ဒနှင့်ပါဝင်မှုသည် မဖြစ်မနေလိုအပ်သည် အာနာရှင်တွေ၏ငင်းငင်းရေးဆွေးနွေးပွဲဆိုရာဟာ ဖာဒေမာလီပြိုစစ်ကြောင်းကိုဖာကောင်းကထောက်ခံချက်ပေးသလိုပါပဲအာနာရှင်တွေကျင့်ပါတဲ့ငင်းငင်းရေးဆွေးနွေးပွဲတွေဆိုရာဟာ ဟန်ပြအတုအယောင်ဖြစ်သလိုဘယ်တော့မှလည်းအောင်မြင်မှုမရှိပါဘူးမောင်မြင်ရတဲ့အတိတ်ကကြောင်းရင်တွေကတော့ အာနာရှင်တွေဟာ၎င်းတို့ရဲ့အာနာဆုံးရှုံးမှုကိုအလွန်ကြောက်ရွံ့ပြီးငြိမ်းချမ်းရေးအတွက်အာနာခွဲဝေခြင်းဒေါ်ဒီမဟုတ်အာနာဆွန့်လွတ်ခြင်းမျိုးကိုလက်ခံဖို့ခက်ခဲပါလေအာနာရှင်စနစ်ရဲ့သဘောတဘာဝအရပွင့်လင်းမြင်တောင်းမှုမရှိခြင်းဂရိမတီခြင်းစရာတွေကြောင့်လဲဆွေးနွေးဘက်တွေကြားမှာယုံကြည်မှုကိုမတိဆောက်နိုင်ပါဘူးနိုင်ငံနဲ့ပြည်သူရဲ့ကြိုးစည်းပွားထက်သူတို့တဦးတယောက်ချင်းစီရဲ့ကိုကြိုးစည်းပွား သို့မဟုတ်သူတို့နဲ့ပလင်းတူပူးစိုးသူတို့လက်ဝေခံတွေရဲ့အကျိုးစီးပွားအတွက်အာနာခိုင်မာမှုကိုသာ ရှေ့ရှုကြပါလေညီညွတ်မြတ်စွာနဲ့ပြည်သူကိုစားပြု ပြည်သူကရွေးချယ်တင်မြောက်နိုင်တဲ့ဒီမိုကရေစီစနစ်ဖက်ဒရယ်စနစ်စတဲ့စနစ်တွေကိုလက်ခံဖို့ညှင့်ဆန်ပြီး၎င်းတို့ဟာအာဏာရှင်စနစ်ကိုသာဆက်လက်ထိန်းသိမ်းလိုကြပါလေဒီချက်တွေကြောင့် အာနာရှင်တွေရဲ့ငញ្ញံရေးဆွေးနွေးပွဲတွေဟာသူတို့အာနာသက်ဆက်ရှည်ရန်ဟန်ပြချိန်ဆထားနိုင်မှုအတွက်ကျင်းပပြုလုပ်လေးရှိတဲ့အတုအယောင်ဖော်ရှိုးပွဲတွေသာဖြစ်သည်အချုပ်အားဖြင့်ဆိုရသောအာနာရှင်တို့ပြုလုပ်ဖန်တီးလေးရှိသောငញ្ញံရေးဆွေးနွေးပွဲများသည်၎င်းတို့၏အာနာတည်မြဲရေးနှင့်ရေရှည်ကြိုးစည်းဘဝအတွက်သာရည်ရွယ်လေးရှိပြီးစစ်မှန်သော ရေရှည်တည်ရန်သောငញ្ញံရေးကိုရရှိရန်မှာ ခဲရင်လာသည် စစ်မှန်သောငြိမ်းချမ်းရေးသည်တရားမျှတမှုဒီမိုကရေစီနှင့်ပြည်သူလူထု၏ပါဝင်မှုတို့ဘောအခြေခံထားသောကြောင့်အာဏာရှင်စနစ်ရှိနေသည်၍ငြိမ်းချမ်းရေးဟူသည် အိမ်မက်တစ်ခုအဖြစ်သာဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်ဝေး